ကိုအရင်တော့ကျွန်တော်ကဒီစိန်ကောင်းပဲခေါ်တာပေါ့စိန်ကောင်းပဲခေါ်တာအဲ့ပဲကိုကျွန်တော်တို့ကရိုးသားဆုံးပြောရရင်တော့ငွေကြေးမတက်နိုင်ဘူးပေါ့ငွေကြေးမတက်နိုင်တော့ဟိုအများကြီးသူကြောက်တော့မစားနိုင်ဘူးဗျာရိုးသားတော်အမေကဈေးရောက်နေရတော့လမ်းမေးဈေးတယ်ဘွားနဲ့ကြာတော့ကိုကလည်းဒါဝါသနာပါတော့တယ်လီဘေးတွေပွားအဲ့ကောင်တွေကစားလို့ရှိရင်တော်တော်ညှိတာဗျာတဲ့လားမစားနိုင်ဘူးဒါပေမဲ့ तू ကစားပါများွားလို့ရှိရင်ကြာွားလို့ရှိရင်အရန်စားလို့ကောင်းတယ်ဆိုအိုက်ရည်တွေပါအမောလုံးတယ်ပေါ့နှလုံးတွေပါကောင်းတယ်ပေါ့နော်အများကြီးသူသူများပြေးလို့လိုက်ပြေးတယ်ဒါပေမဲ့ကိုကပူပူသားသားလေးပြေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ ဆိုမြို့တော်ဝင်လည်းအဲ့လိုမာရသွန်လည်းဝင်ပြိုင်ခဲ့တယ်သူများတွေကပန်းဝင်တာဥမာသဘောတခုတနားရီလောက်ပန်းဝင်တယ်ဆိုကိုတည်းညနေ9နာရီလောက်မှရောက်တယ်သဘောတို့ကဟိုကမနေ့မနေ့6နာရီလောက်တော့ပန်းဝင်နေကိုတည်းက9နာရီလောက်မှမစိုးဘူးကောနော် ဒါရပြုဖြစ်တဲ့အကြောင်းတရားတော့အဓိကတော့ကျွန်တော်ရဲ့စီနီယာပေါ့စီနီယာအကိုကြီးကိုအောင်နိုင်ပေါ့ကာဗလာကိုအောင်နိုင်ပေါ့သူကတော့အေရှာဟိုဒီပထမရတာတော့ကျွန်တော်ကျွန်တော်တို့နိုင်ငံမှာ CK 28ချိန်မြောက်လာတိတ်တော့မှမပြီးတော့အဲ့ချိန်တော့ပေါ်လာပထမရတာတော့အခုကတော့အများနဲ့အဆက်သက်ရှိတယ်ပေါ်နိုင်နေရတာအဆက်သက်ရှိတယ်အဲ့ဒါဖုံးဆက်တော့ဘာညီလေးလည်းဒီလိုလိုပဲဆိုတော့ဟာမသိဘူးအဲ့ဒါလေအကြောင်းကိစ္စတစ်ခုနဲ့ဖုံးဆက်နေတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တခါမှမကြုံဘူး ျွန်တော်ခဲ့ဦးမယ်ဆိုပြီးတော့မှအာကျွန်တော်တတရသွားဖို့လည်းရှိသေးတယ်မနေ့အစောကြီးလေးနှစ်ပြည့်တယ်ဆိုတာလည်းကျွန်တော်အခုမှသိကျွန်တော်မသိဘူးဆိုတော့တကယ်ကျွန်တော်တို့တချို့ဆရာကြီးဆိုလို့ရှိရင်တော့ဆုံးသွားပြီပေါ့ဆုံးမသွားပြီပေါ့ဒါကျွန်တော်တို့ဒီမှာလေးစဉ်ကန်ဝင်တဲ့အနေထားတစ်ခုမှာတော့ဒါကျွန်တော်တို့ဆရာကြီးဦးစိုးဝင်းတို့ပါဆိုအသက်60တောင်ကျော်ခဲ့ပြီအခုမှတွေ့ရတယ်နောက်ဆရာဦးကျော်တန်းတို့နောက်အဲ့နောက်ပိုင်းဒါကျွန်တော်အခုလက်ရှိကျွန်တော်တို့ဒါဒိုင်နေအဖြစ်နေတဲ့ဒါကျွန်တော်မှတ်မိသလောက်ကကိုအောင်နိုင်တို့ကိုမင်းစော်ဦးတို့ အာနောက်ပြီးကိုထုံထုံအောင်ခုနကကိုစောသေးအောင်တွေ့သေးတယ်အဲ့လိုတော်တော်များများပါပဲဒီရောက်တော့မှမှတ်မိဘူးအဲ့လိုတွေဖြစ်နေတာအာပြောပြတော့မှပဲတချို့တချို့တွေကြတော့မှတ်မိဘူးရန်ဝန်တာ PD ဖြစ်ရတယ်ဒါကျွန်တော်တို့အနေနဲ့ဂါရောတရားရှိထားပြီးတော့မှဒါရောက်ပြီးတော့မှဂါရောပြုပင်ကျွန်တော်အနေနဲ့ရခဲ့တာ ਉਹ ပဲအာပြုပင်ပေးခဲ့တာ ਉਹ ပဲကျွန်တော်အထူးပဲကျေးဇူးတင်ပါအာဒီနေ့တော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံကားဗလအဖွဲ့ကားဗလအဖွဲ့ချုပ်အနေနဲ့ရောဒါကျွန်တော်တို့ဒါအားကစား အနေနဲ့ရောဒါ30တမုံကျေစုဆက်တဲ့အနေနဲ့ကျွန်တော်စက်သိန်းချက်ပေါ့ဒါကျွန်တော်ပြန်ခဲ့ပါဟုတ်လားဘယ်လိုနဲ့ဆက်သွယ်ပြတာလဲကျွန်တော်ကြဘောလို့ရှိမယ်အနည်းနဲ့ဆယ်ကျော်လောက်ရှိတယ်။အဲ့ဒါဒီမှာပြန်ပြတော့နော်တကယ်ချင်းနေချို့ဆိုတော့ဟုတ်တယ်။ပြန်ပေါ်နေရတော့ချို့ဆိုအဲကျော်လှိုင်းရင်ကြီးမယ်လို့မပြုံးဆိုရှင်ဆိုလို့အခုပြန်တွေ့ရတာပေါ့နော်ချို့လည်းတော်တော်များများတွေ့ရနောက်ပြီးတော့ကျွန်တော်လက်ရွေးစင်ကျွန်တော်တို့ဘယ်လိုခေါ်လဲအခုနောက်ပိုင်းကျတော့ဒီကျွန်တော်တို့ကစားနည်းတွေက ကျွန်တော်တို့လိုက်မမီနိုင်လောက်တဲ့အနေထားတွေဖြစ်သွားတော့ဆိုကလေးမလေးမြမလေးရွေးစင်တွေဘောလီဘာပြတာလीအဲ့လိုမျိုးလေးခုနကတော့တွေ့တယ်တော်တော်လေးဝမ်းသာပီတိဖြစ်ရပဲအကုန်လုံးကုန်ယူပါတယ်ကျွန်တော်မမီဝမ်းနဲ့ကိအောင်နေတော့ဆော့ဖြစ်တယ်ဂျင်ကိုဂျင်ကိုနှိမ့်တိုင်းဆော့ဖြစ်တယ်ဂျင်မှာဘလောက်ဒီကိုတာကုမင်းတော်ဒါတော့မြမလေးရွေးစင်အဲဆိုတာထက်ကျွန်တော်တို့ကျွန်တော်တို့အခြေတော် တော့ဒါတကယ်ကိုရိုးသားပါတယ်ကိုမင်းစောဘောကျွန်တော်တို့ရှိစဉ်အခါတွေကလည်းသူကစံပြအနေနဲ့ကျွန်တော်တို့ကသူတို့ပဲကြည်ပြီးတော့မှနေထိုင်ခဲ့ရတာပေါ့နော်ဒါအခုကတော့သူကမြန်မာနိုင်ငံနဲ့ကျွန်တော်တို့ဒိုင်းအဖွဲ့ချုပ်ကာဘလအဖွဲ့ချုပ်မှာကိုမင်းစောဘောဒိုင်းဖြစ်လုပ်နေပေါ့နော်ဆိုတော့ဒါခုနကပြောသလိုပဲဒါကျွန်တော်တို့ဒီမမျိုးနဲ့ကိအောင်နေဆိုတဲ့အနေအထားတစ်ခုမှာတော့ဂျင်းကိုဆော့ဖြစ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့တော်တော်အလန့်ဝေးသွားပြီကျွန်တော်လည်းပါရင်ဖြည့်တဲ့အနေအထားတစ်ခုကျတော့ထိုင်ရတော့တနေ့9မိနစ်တောင်လမ်းမချောင်းနိုင်ဘူး ချင်ကျွန်တော်တော့ခူးချဲပေါ်တော့ရောက်တော့မှာမသိဘူးအရင်တော့ကတော့ကျွန်တော်ကဒီစိန်ကောင်းပဲခေါ်တာပေါ့စိန်ကောင်းပဲခေါ်အဲ့ပဲကိုကျွန်တော်တို့ကရိုးသားဆုံးပြောရရင်တော့ငွေကြေးမတက်နိုင်ဘူးပေါ့ငွေကြေးမတက်နိုင်တော့ဟိုအများကြီးတို့ကြောက်တော့မစားနိုင်ဘူးဗျာရိုးသားသားအမေကဈေးရောက်နေရတော့လမ်းမေးဈေးတယ်ဘွားနဲ့ကြာတော့ကိုကလည်းဒါကိုဝါသနာပါတော့အစိန်ကောင်းပဲတို့ရေစိန်အမေကဈေးတွေကဝယ်လာအစိန်ကောင်းပဲတွေရေပဲတွေပွားလာကလပဲလीကလပဲတွေပွားအဲ့ကောင်တွေကစားလို့ရှိရင်တော်တော်ညှိတာဗျာတဲ့လားမစားနိုင်ဘူးဒါပေမဲ့ तू ကစားပါများွားလို့ရှိရင် ကြာပါလို့ရှိရင်အရန်ဆောက်လို့ကောင်းတယ်ဆိုအဲ့ရေးတွေပါတော့အမောလုံးတယ်ပေါ့နှလုံးတွေပါကောင်းတယ်ပေါ့နော်ဆိုတော့ခန္ဓာကိုယ်ကအသားဓာတ်ပေါ့အဓိကတော့အသားဓာတ်ပါပဲအသားဓာတ်ပေါ့အဲ့လိုဖြည့်တင်းရတာဆိုတော့အဲ့တော့ကျွန်တော်တို့ကဘာလို့လဲဆိုတော့ယုံနဲ့သွားပြီးတော့မဆော့နိုင်ဘူးမဆော့နိုင်တော့ဘာလို့လဲဆိုတော့အုံဒီခဲဒီမှာ အုံဒီခဲဒီတော့အမေရငရုပ်ဆုံးနေအဲ့လိုမျိုးတွေမှာအဲ့လိုကျွန်တော်ကဒီဒီဟောပေါ့ကျွန်တော်တို့ဒီဒီအဲ့တော့တော့ကျွန်တော်တို့မြို့တော်ဝင်မာရသွန်မြို့တော်ဝင်မာရသွန်မာရသွန်လဲကျွန်တော်အဲ့လိုပဲ ဟိုကျွန်တော်တို့ထွေနီပေါ့ဗျာမင်းနဲ့အစွဲထအပြေးပေါ့ကဘာကြီးဖျားပဲကိုပြေးပေါ့ခွေးတွေကလိုက်ပြေးပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာဘာခေါ်မလဲဆိုတော့ဒါလဲကန်းကော်ပန်းနေကန်းကော်ပန်းနေခူးပါညာအပင်လိုက်ချိုးချအဲ့လိုမျိုးတွေအိမ်ယူလာအဲ့လိုမျိုးအဲအဲ့ရနေပြီးတော့လေ့ကျင့်ပေါ့ဗျာအမှန်တော့ပြောချင်တာကတော့ဟိုစစ်စနစ်ကြကြမလေ့ကျင့်ခဲ့ရဘူးဟိုသူများနေသူအများနေသူသူများပြေးလို့လိုက်ပြေးတယ်ဒါပေမဲ့ကိုကပိုပိုသသာလေးပြေးတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့မြို့တော်ဝင်လည်းအဲ့လိုမာလေတုံနဲ့ဝင်ပြန်ခဲ့တယ် သူများတွေကပန်းဝင်တာဥမာသဘောတစ်ခုတနားရီလောက်ပန်းဝင်တယ်ဆိုကိုယ်တည်းညနေ9နာရီလောက်မှရောက်တယ်သဘောတို့ဟိုကမနေ့မနေ့6နာရီလောက်တော့ပန်းဝင်နေကိုယ်တည်းက9နာရီလောက်မဆိုးဘူးကောတော့ဒါပေမဲ့ကျွန်တော်ကအဲ့လိုဟိုအာကသာတစ်ခုခုလုံးလာကြောအမြဲတမ်းစုရတယ်အမြဲတမ်းစုရတယ်ဘယ်လိုစုလဲဆိုတော့ကျွန်တော်တို့ပြေးလို့ပန်းဝင်လို့မဟုတ်ဘူးမဲနိုင်တယ်အဲ့တော့မဲနိုင်မဲနိုင်တဲ့ဟာတွေရှိတယ်အဲ့လိုကျွန်တော်တို့ဒီဒီဘာခေါ်မလဲသိပါလိမ့်မယ်အဲတုန်းကဒီဒီကျွန်တော်တို့ပြေးတဲ့ပြေးဘူးတဲ့လူတွေရှိရင်သိပါလိမ့်မယ် ကျွန်တော်ပန်ကားတို့ပစိုးတို့အဲအဲ့လိုမျိုးလေးတွေပေါက်တယ်မဲကန်စမ်းမဲတွေပေါက်တယ်အဲ့လိုပေါက်တယ်အဲ့တော့နေပြီးတော့ကျွန်တော်အားလည်းဘာလို့လဲဆိုတော့ကျွန်တော်ချင်းလုံးခတ်တယ်ချင်းလုံးခတ်တော့အောင်းသားမှာမြို့နယ်ထိပါတယ်အဲကျွန်တော်တို့အထက်ကလေးပေါ့မြို့နယ်ထိပါတယ်နောက်ကျွန်တော်ဘာလို့လဲဆိုတော့ဘောင်းလုံးကန်တယ်ဘောင်းလုံးကန်တော့လဲကျွန်တော်တို့15နှစ်အောင်ရန်ကုန်တိုင်းပဏမလက်ရွေးစင်အထိကျွန်တော်ပါတယ်ကျွန်တော်အဲ့လိုတော့ရှိတယ်စုတော့ရတယ်ဆိုပြီးတော့မှအားရနေပြီးတော့မှကျွန်တော်နောက်တော့ဒီကားဘလောက်ပေါ့ကားဘလောက်ကိုကျွန်တော်တို့ရက်ွက်ကဲမြို့နယ်ခရိုင်တိုင်း ကျောင်းသားအဲနောက်တော့ကျွန်တော်မြန်မာလူမျိုးစင်ကတ်ဒါကျွန်တော်တို့တွင်းချင်းခံရတယ်ဗောနော်အဲအဲ့လိုမျိုးတွေဖြတ်တန်းခဲ့ရဆိုတော့ဖြတ်တန်းခဲ့တဲ့နေရာတစ်ခုမှာသူ့ဟာနဲ့သူကတော့ခုနကပြောဆိုလူလူလူတူဆန်းဆိုတဲ့နေရာတစ်ခုမှာအဲ့လိုမျိုးလေးတွေပေါ့ဗျာဟုတ်ပြီးတော့ကဟာဗလာနေပြီးတော့ဘာလို့လဲရုပ်ရှင်လောကတွေကိုရောက်တယ်ကဲနော်ဖြစ်ပုံကနော်ဘာမှလည်းမဆိုခုနကပြောတယ်တမီးပြောတယ်အိမ်မက်လားဒါဘဝတစ်ခုလားမဟုတ်ဘူးအဲ့လိုလည်းမဟုတ်ကျွန်တော်ကတစ်ခုလောက်ရင်တစ်ခုအောင်မြင်တယ်ဆိုက်ဆိုင်မြိုက်မြိုက်တော့လုပ်တယ်သဘောတစ်ခုပေါ့နော်အဲ့အဲ့လိုပေါ့ရုပ်ရှင်ရအောင်ရုပ်ရှင်အခုကျတော့ဘာလို့ကလဲ အမျိုးတွေကိုစေးကူရတယ်။ကဲအဲ့လိုမျိုးတွေဘာမှလည်းမဆိုင်ဘူး။ဘလို့မှလည်းမပတ်သက်ဘူး။ရုပ်ရှင်လည်းဒီလိုပဲဘလို့မှလည်းမပတ်သက်ဘူး။ကားပလာလည်းဟိုဘလို့ခေါ်မလဲ။ကျွန်တော်တို့ဒါဘလို့ခေါ်မလဲအဲ့ဒါကိုပြောချင်တာ။ဟိုရွှေမျိုးရွှေမျိုးရှိရလားဘာလားဘလို့ခေါ်လဲ။အဲ့လိုမျိုးပေါ့နော်။ဟိုဘာလဲ။ဟိုရုပ်ရှင်ဆိုလို့ရှိရင်အဲ့ဒါမျိုးရိုးမျိုးရိုးမျိုးရိုးလို့တမိပြောတဲ့အတိုင်းဝိုင်းလို့မျိုးရိုးလို့နော်။ကားပလာမှလည်းမျိုးလည်းမရှိဘူးအတိုင်းဝိုင်းလည်းမရှိဘူး။ ပြေးတဲ့နေရာမှာလဲကျွန်တော်အမျိုးမှာတယောက်မှာပြေးရမယ်ကျွန်တော်တယောက်တည်းကားဗလာလဲကျွန်တော်တယောက်တည်းဟုတ်လားအချင်းခတ်တာလဲကျွန်တော်တယောက်တည်းဘောကန်တာလဲကျွန်တော်ကျွန်တော်ကဘလို့ဖြစ်နေမှမသိရအဲကျွန်တော်ကလည်းကျွန်တော်အန်ဟုတ်တယ်ဒါမျိုးပေါ့ဆိုတော့ဒါကျွန်တော်တို့ကားဗလာတော့လဲကျွန်တော်ပဲဆေးကူတော့လဲမျိုးရိုးလဲမရှိတိုင်ဝမ်လဲဘာမှမရှိအဲ့လိုလေတော့ရှိတယ်ပေါ့ဒါပေမဲ့မငဲတဲ့ခတာခဏအလေလာတဲ့လူဘွားရဲ့အကြောင်းတရားလေးခဏတာလေးမှာတော့လူပိသဆိုတော့နေထိုင်ခဲ့ပါတယ် ဟိုကျွန်တော်တို့ကဓာကြီးကိုတည်တံ့ကြီးထိမ့်သိမ့်ဖို့ဆိုအမေကအမေရှိစဉ်ခါတော့ကတော့အမေကတော့ဓာလေးတွေဗီဒီယိုလေးတစ်လုံးရှိတော့ဗီဒီယိုထဲမှာအငါသားလေးဟာဆိုပြီးတော့မှအမေကဒါကျွန်တော်တို့ရက်ွက်တို့ဒါကြောင်းပေါ့ကြောင်းကနေစအကြောင်းကနေရက်ွက်ရက်ွက်နေပြီးတော့ကျွန်တော်မြို့နဲ့မြို့နဲ့နဲ့ခိုင်ခိုင်နဲ့တိုင်းနောက်ပြီးတော့ဒဝဲမောင်းမခန့်အထိသွားပြီးရှင်ပြန်ရတယ်ဆိုတော့အဲ့လိုမျိုးအဲ့ရနေပြီးတော့ကန့်ဝင်ရတော့အစုတွေကတော့အများကြီးရှိတယ်ပေါ့ကျွန်တော်ရုပ်ထုလေးတွေဖလားတွေစွဲကြိုးတွေအဲ့ဒါအများကြီးရှိတယ်ရင်းတော့တော့ရှိသေးတယ်ဗျရှိသေးတယ်နောက်တော့အဲ့ဒါတွေကအမအိမ်မှာခြားတော့ကျွန်တော်ငယ်ငယ်လေးကဆိုတော့တိတ်မရှိတော့ဘူးပေါ့ အဲ့လိုမျိုးရှိတယ်အိန္ဒိယလည်းပြက်ရဲပြောင်းရဲရွှေ့ရဲပြုတ်ရဲနဲ့ဆိုတော့ဘယ်တယောက်ကမှမသိတော့ဘူးအရင်တော့နှစ်မျိုးကိုပေါ့ဟိုတလောကမှာဘယ်သူကလည်းမသိဘူးအဲ့ဓာတ်ပုံလေးလောင်တင်ထားလို့ကျွန်တော်ကအဲ့ဒါလေးကိုစောသီးနိုင်စောသီးနိုင်ကားအလှမဲ့စောသီးနိုင်တင်ထားလို့ကျွန်တော်စိတ်ပြီးတော့အဲ့လေးပြန်တင်လိုက်တာအဲ့လိုမျိုးဟုတ်ကဲ့တင်ရမယ်ဆိုရင်တော့ဒီလိုမကောက်ဘူးနော်လက်ဆောင်ဆိုရယ်အဲ့ဒီလိုပေါ့ဟုတ်မကောက်ဘူးလည်းဟုတ်ပါဘူးသူကတော့ထိုင်းနေအားလုံးသွားပေါ့အဲ့လိုတော့ရှိတော့အထင်တော့မကြီးပါနဲ့လူပဲရုံးကန်ပြေးရတာပဲခုနကပြောသလိုပေါ့အထင်ကြီးမယ်ဆိုလည်းကြီးစရာပါပဲ ဒါကျွန်တော်တို့စပြီးတော့မနေ့၄နိုင်လား၅နိုင်တာလို့တယ်ရွှေဆိုတဲ့အဲ့တော့ကိုမောင်မောင်တာတို့ခေတုံးကကျွန်တော်ခုနိမှတ်မိတယ်ကိုမောင်မောင်တာအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ဗာလဲတီကိုကားတွေပေါ်ကားစတီကိုလိုမျိုးအနီအောင်လေးလေအနီအောင်ကားတွေလေအဲအနီအောင်ကားတွေအဲ့တော့အဲ့တော့သူတို့ပထမဆုံးရတယ်ဆိုရင်အဲ့ဒီကားရတယ်ကိုမောင်မောင်တာတော့အခုအသက်ရှိနေသေးမယ်ဆိုရင်သူတိလောက်မှာလားသူတို့က၅နိုင်လောက်လှုပ်တယ်6နိုင်ခွဲ9နိုင်လောက်ပိုင်းဝင်သွားတယ်ကျွန်တော်တို့ညနေ9နိုင်ခွဲလောက်ရောက်တယ် အရေးပါလမ်းပေးရလမ်းပေးရရေခမ်းကြအရေးတွေတောက်ဘိုက်တွေလေးရှောက်လိုက်ပြေးလိုက်ရှောက်လိုက်တော်တော်လေးပြေးပြီမလွယ်ပါဘူးအလူဘောကလည်းဒီလိုပဲဗျကျွန်တော်တို့ဘာလို့သွားမြင်လဲဆိုတော့ကျွန်တော်တို့ပြေးနေသမျှအပြေးတွေဟာကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်ကောင်းမှုတွေများများလုပ်ထားရင်တော့ပြေးလို့ကောင်းတယ်ပေါ့တန်တရားကြီးကိုဖြတ်ကျော်လို့ကောင်းတယ်ကောင်းမှုတွေမလုပ်ထားဘူးဆိုလို့ရှင်တော့မလွယ်ဘူးဒီအပြေးသမားတွေကျွန်တော်ကြည့်ကြည့်တယ်ထရိနီတော်တော်လုပ်ထားတယ်သူတို့လည်းဒီလိုပဲတော်တော်လေးကိုပဲကျွန်တော်တာဝေးဆိုလို့ရှင်တယ်ဒီဥမာဗျာ အာကျွန်တော်တို့ဒါ၄နိုင်လောက်ပြေးရမယ်တာဝေးတစ်ခုသူတို့က9နိုင်8နိုင်လောက်ထိသူကထွင်ကြီးကျင့်လာ9နိုင်8နိုင်လောက်ပြေးနိုင်အောင်ပေါ့သူတက်ကပို့ပြေးနိုင်အောင်ထွင်ကြီးကျင့်လာဒါမှဒီလောက်တန်ကုန်တန်ကသွားကြတော့ကျွန်တော်တို့ကတော့ဟိုပြောမယ်ဆိုလို့ရှိရင်တော့တရားဝင်ပြိုင်မှုအတွက်ကိုသူတို့လိုစီးစနစ်ကြကြမရှိဘဲနဲ့ကျွန်တော်တို့ကဒါအများကြီးတူတော့လက်ကျင်ကန်းတော့လှုပ်ဝင်မယ်သူတို့လိုအချိန်ပေးသွားမလုံးနိုင်တဲ့အတွက်ကြောင့်သူတို့ပန်းဝင်တယ်လို့မျိုးကျွန်တော်တို့ပန်းဝင်တယ်အဲ့ဒါလူဘဝရဲ့ဖြတ်တန်းမှုနဲ့အောင်မြင်မှုနဲ့ဒါဘဝရဲ့အတိတ်ပဲဒါပဲ ပြေးသမိုင်းနဲ့ရှင်ကြည့်တယ်။ဩဒါတလူရှိပါလား။အရာရာတက်လုံကောင်းနေဖို့လိုတယ်။တန်ရာဖြတ်တန်းနေဆိုတဲ့နာမှာကုသိုလ်အားကြီးနေဖို့လိုတယ်။ဟုတ်။ကိုကရဲ့အတွေ့အကြုံတွေနဲ့ဟုတ်။ဟုတ်တယ်။တော်တော်များများတော့ကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်ဟိုစင်စင်ရဲ့ချိုးချိုးတက်တက်နဲ့ပဲဖြတ်တန်းလာရတယ်။ဒါပေမဲ့ဘလို့ပဲဆင်းရဲနေပါစိတ်တက်ကောင်းမှုပဲလိုတယ်။အခုဒါအခုပြန်တွေ့တဲ့အခါမှာဖလဲတကင်းနဲ့ဘလို့ပဲချမ်းသာပါညာဆိုတာကိုမကောင်းခဲ့လို့ရှိရင်တို့တို့ကဖလဲတကင်းလုံနိုင်ပါမလား။ ဒါမျိုးတွေရှိတယ်။ကိုကလည်းဟိုရှိတာမရှိတာဘေးပဲဒါကိုရဲ့စိတ်ထဲမှာဖြူဖြူစင်စင်လေးတောင်းနဲ့တောင်းနဲ့တွေးတဲ့အချိန်မှာသူ့စီကငါရအောင်ဘယ်လိုလုပ်မလဲ။ငါစီကတော့မထွက်ဘူးသူ့စီအဲ့စိတ်တွေမမွေးနဲ့။ကိုမှရှိတာကကျွေးလိုက်။သူ့စီကဟောဘယ်တော့မှမမှန်းနဲ့။ပြောချင်တာကဗျာဟိုကိုကပြုတ်လိုက်တဲ့အကြောင်းတစ်ခုပေါ့။ကျေးဇူးရှင်ဆိုပြီးတော့မခံယူနဲ့။သူ့ကိုလှုပ်ပေးလိုက်တဲ့အနေထားတစ်ခုရဲ့ကုသိုလ်ကအမြဲတမ်းကြီးတယ်။ဒါပဲကျွန်တော်ကိုယ်နဲ့မပတ်သက်ဘူး။အဲ့စိတ်ကအမြဲတမ်းမွေးတယ်။အဲအဲ့လိုမျိုး ဒါကြောင့်ဒီနေ့ကျွန်တော်ကိုအွန်လိုင်းနဲ့ပတ်သက်ပြီးတော့မှကားဗလာကျွန်တော်တို့ကိုအွန်လိုင်းနဲ့ပတ်သက်ပြီးရောက်လာတယ်၄နှစ်ဆိုတာဒီရောက်မှသိတာမေးကြည့်တော့မှ၄နှစ်ရှိသွားပြီဟုတ်လာမယ့်နေ့တွေလည်းဒါလာရောက်ပြီးတော့မှကျွန်တော်အနေနဲ့ဂါရပြပြပါဦးမယ်ဒီတဲ့ဒီတဲ့ပို့ပို့ပြီးတော့ပေါ့စီစီကားကားလေးဖြစ်တော့လဲလုပ်ချင်ပါတယ်